လွန်ဆိုကိုအတင်းကနေထွက်စီခြင်းနေကြတဲ့ရေကစားမများလက်ရှိချိန်မှာ Real Madrid ရဲ့ Willian တွေးမှာပြင်းထန်တဲ့ပြဿနာတွေပေါ်ပေါက်နေပြီးဇာမပြပြကလက်ရှိနေပြဇာဘီနိုဆိုကိုအတင်းကနေထုတ်ပယ်စီခြင်းနေကြတယ်လို့ဒီနေ့ကဖော်ပြနေပါတယ်အဝေးကွင်း LC နဲ့ပွဲမှာငိုကြီးတီချခဲ့ပြီးတဲ့နောက်ကြောင်ပွဲဆုံးမှာ၃ပွဲဆက်တိုက်နိုင်ပွဲပြောက်ခဲ့ရတာကမိပြလွန်ဆိုနဲ့အတင်းသားတွေကြောင့်မှအဆင်မပြေဖြစ်နေတယ်ဆိုတဲ့ဒီနေ့ကိုပိုပြီးခိုင်မာစေခဲ့ပါတယ်ဇာမတို့ကစပိန်လူမျိုးနီးပြလွန်ဆိုရဲ့တင်းကျပ်တဲ့ချင်းကပ်ပုံနဲ့အေးဆက်တဲ့ပုံစံတွေကြောင့်သူ့ရဲ့တွေးခေါ်တွေကိုယုံကြည်မှုရှိကြတော့ဘူးလို့သိရပြီး Vinicius, Beverly, Rodrigo, Brahim Diaz စားတဲ့ဇာမတွေပါဝင် Andre လမန်ဒီတို့ကအဆင်မပြေဖြစ်နေကြတယ်လို့သိရပါတယ်။လက်ရှိချိန်မှာနီပြလို့ဆိုတဲ့အဆင်ပြေနေသူတွေကတော့နောက်ခံလူငယ်စာမလေးဒင်းဝိုင်ဆန်၊ကာဝါကျဲ၊ကော့တွိုက်၊အာတာဂူလာနဲ့အမ်ဘာဘီတို့ဖြစ်ပါတယ်။အထူးပြီးစပိန်သတင်းဌာနကြီးတစ်ခုရဲ့ပေါ်ပြချက်မှာအလွန်ဆိုရဲတင်းကျပ်တဲ့စီးမင်းစီးကန်းနေကြောင်းဝိုင်းရင်ကစားမများစွာကရုန်းကန်နေရတယ်လို့သိရပါတယ်။ရီယမ်ဒီဝေလက်ကန်နဲ့နီဆက်တဲ့အတွင်းလူတို့ကဒေအက်သလက်တစ်ကိုပြောကြရမှာသူတွေကတချို့ကဒီယာရီကိုမလုပ်ဖဲနဲ့တောင်စူပလာတွေများကြီးရထားခဲ့ကြသူတွေပါ။ဒါကြောင့်သူတို့ပေါ်စီးမင်းစီးကန်းနေချမှတ်တဲ့ခါမှာတော့မကြည်မနက်ဖြစ်ကြတယ်။ သူကသူပတ်ကွာဒီလာလို့ထင်နေတယ်။ဒါပေမဲ့ခုချိန်ထိတော့သူကဇာပီပဲရှိသေးတယ်လို့ဝေဖန်ခဲ့ပြီးမိဘရဲ့ချင်းကပုံကအာနာရှင်ဆန်တယ်လို့အရင်မှပြောကြခဲ့တာလည်းဖြစ်ပါတယ်။အလွန်ဆိုပဲပြောင်းလဲမှုတွေကိုမကျေနပ်တဲ့အထက်မှာစီနီယာကစားမပြီးလည်းပါဝင်နေပြီး ဒနီစီဘလော့ဘာဝင်တချို့ကစားသမားတွေကပွဲကစားဝင်မရတဲ့ပေါ်စိတ်ပြတ်နေကြတယ်လို့သိရပါတယ်။အလွန်ဆွဲလက်ထက်မှာနီပြောင်းအန်ဆလော်တီရဲ့လက်ထက်ကနဲ့လုံးဝမတူတော့ပဲ။အဝေလက်ကစီမင်းစီတမ်းများစွာကိုပြောင်းလဲခဲ့ရမှာ။လေဂျင်ရဲ့ကွင်းထဲကိုတော့မရှိမဖြစ်ဝင်နေတော့တာဝင်ခွင့်ရရှိပြီးအရင်လိုတင်းဝင်တဲ့ဘသူမဆိုးလာရောက်ခွင့်ကိုပိတ်ပင်ထားကပွဲစားတဲ့ရက်ဒီမှာလည်းပွဲမစားခင်နဲ့ပထမပိုင်းပြီးတော့မှဝေလက်ကန်တွင်းမှာဝင်ရောက်ခွင့်ကိုကန့်တတ်ထားတယ်လို့သိရပါတယ်။နီပြောင်းဆွဲရွေးချက်ကအတင်းရလူရှင်းပေါက်ကြတာတွေမဖြစ်အောင်စီကန်တင်းကျပ်ခဲ့တာဖြစ်ပေမဲ့အတင်းသားများစုကတော့ဒါမျိုးကိုသဘောမကျဘူးလို့ထင်ပါတယ်။လက်ရှိချိန်မှာရေးပါတဲ့အတင်းလုံးမှုဆောင်တချို့ကလည်းရင်းမြစ်တင်းရဲ့စီလုံးမှုအတွက်နီပြောင်းဆွဲကိုထုတ်ပတ်ဖို့အတွက်လိုအပ်တယ်လို့ယုံကြည်နေကြပြီး ဗီယမ်နီတီယောက်ကဖလော်ရန်တီနိုပီရဲရဲ့ယာတို့ကနေထုတ်ပေးရန်ဆုံးဖြတ်ချက်ကဘယ်ချိန်မှဖြစ်ပေါ်လာမလဲဆိုတာကိုမီဒီယာတွေကအနီးကပ်ဆောင်းကြည့်နေကြပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမားကိုချက်